ဟုတ်ပြီဒီခုနပေါက်ကလေးကိုမဖြစ်ခင်မှာဆရာကနေပြီးတော့အနည်းကလေးမနေ့ကပြောခဲ့တဲ့ဟာလေးကိုပြန်ပြီး revision လေးအမြန်လေးပြပြန်ပေးမယ်ပေါ့နော်ဒီနေ့မှတွေ့ရလို့ဆိုရင်မနေ့ကဗီဒီယိုကြည့်မှတက်ခဲ့ဖြစ်နိုင်တော့ day 1ကနေပြီးတော့ဒီနေ့ရောက်တဲ့အထိတက်ခဲ့ day 30ပြင်အရေးစာအုပ်တက်ကြည့်ပြီးပေါ့နော်ဟုတ်ပြီအနည်းကလေး revision ပြန်မှာဆိုတော့မနေ့ကဘာအကြောင်းပြောခဲ့လဲဆိုရင် adjective အကြောင်းပြောခဲ့တယ် adjective ဒီ door လို့အဓိပ္ပာယ်ထွက်တယ် sentence မှာ door ဆိုအရေးလို့မရဘူးဥပမာ he goes နော် G O E S goes ဒီ verb 1ဖြစ်တယ်သူ့ရဲ့အဓိပ္ပာယ်သွားသည်ဆိုတော့ တလုံးနဲ့တန်းဟီလို့ရပြီမဲ့သူတော်ဒီဆိုရင် he clever လို့တန်းပြီးတော့ယူလို့မရအောင်။အားကြောင့်လဲ clever ဒီတော်သောလို့အဓိပ္ပာယ်ထပ်တာဖြစ်ပြီးတော့ဒီဖြစ်အောင်ဒီရှိမှာ verb to be လေးထည့်ရတယ်။အမှမှချေကမနေ့ကဘာထည့်ပြခဲ့လဲဆိုလို့ရှိရင် am is are လေးထည့်ပြခဲ့လဲ။အဲ့တော့ he ဆိုရင်တော့တခုခင်းဆိုရင် is အများဆိုရင် are i ဆိုရင်တော့ am နဲ့တွဲရမယ်။အဲ့ဒီ am is are နဲ့တွဲလိုက်တော့မှဒီသောလေးကဘာဖြစ်သွားလဲဆိုရင် am ဒီလို့အဓိပ္ပာယ်ထွက်သွားမှာ။အားကြောင့် adjective တွေရဲ့အချိန်မှာပြန်တန်းချေကဘာထည့်ဖို့ပြောလဲ am is are ထည့်ရမယ်နော်။ ဝတ်ဝယ်ရထဲရလို့ဘင်းဘီရင်ထဲပုံစံတွေရတော့ဒါနောက်ထပ်အဆင့်မြင့်အင်္ဂလိပ်စာ series တွေမှာဆက်ရှင်းပြမယ်။တော့မှတ်ထားမှာ adjective တွေတစ်လုံးနဲ့ရေးလို့မရဘူး။ဟုတ်ပြီနော်။အဲ့ဒီ adjective မှာအဆင့်၃ဆင့်ရှိရလို့လည်းမှတ်ရမယ်။ verb တွေမှာ verb 1, verb 2, verb 3ဆိုတာရှိတယ်လို့ adjective မှာလည်း degree 1, degree 2, degree 3ဆိုပြီးရရှိတယ်။ degree 1ကဘယ်လိုလဲဆိုရင်သူ့ဘာသူတယောက်တည်းပဲသူ့ရဲ့ဂုဏ်သက်တွေကိုပြောနေတာ။ adjective ရဲ့ function က adjective ကဘာလုပ်တာလဲဆိုရင် verb တွေကို modify လုပ်တာ။အထူးပြုပေးတာ။နော် clever voice တော်သောယောက်ျားလေးသူကသူယောက်ျားလေးဆိုတော့ငါဘာယောက်ျားလေးမှမတွေ့ဘူးခလဲပါလဲထက်လိုက်တယ်ထက်လိုက်ပေါ့တော်သောယောက်ျားလေးဆိုပြဖြစ်သွားတယ်အဲ့လိုမျိုးလုပ်ပေးတဲ့အတွက်ကြောင့် adjective ဒီ noun တွေကို modify လုပ်ပေးတာပေါ့နော်အထူးပြုပေးတာဟုတ်ပြီအဆင့်သုံးဆင့်ကဘယ်လိုလဲဆိုဥပမာခုနခလဲပါပဲကျွန်တော်ပြန်ရေးပြမယ် clearly v ရာ clever ဆိုရင်ဒါတော်သောပဲမောင်မောင် is clever မောင်မောင် clever မရဘူးနော်မှတ်ထား is တပါမယ် adjective ဖြစ်နေလို့ကို ms ာထည့်ရမယ်အဲ့ဒါမှသောတွေကဒီဖြစ်သွားမှာမောင်မောင်ကတော်တယ်ဟုတ်ပြီဒါတယောက်တစ်ယောက်ပြောလို့ clever နဲ့သုံးတာ နှစ်ယောက်ရှင်အဲ့ C L E V E R မှာနော်ဘာလေးထပ်ထည့်ပေးရလဲဆိုရင် E R ထည့်ပေးရတယ် Clever ပို့ပြီးတော်တယ်မမောကဒါရိုးရိုးတော်တာဒါပို့ပြီးတော့တော်တာဘယ်ခါမှ delivery တူကိုတုံးလဲနှစ်ယောက်နှိုင်းရှင်တုံးတယ်အမို့ပို့ပြီးလို့အိဗယ်ပိုင်လဲတုံးတယ်ဟုတ်ပြီနော်အဲ့မှာမှမမောင်ကပို့တော်တယ်ပဲဆိုရင်မမောင် is clever မမောင်ကကြော်ကြော်ထပ်ပို့တော်တယ်ဆိုရင်မမောင် is clever ထပ်ဖြစ်အောင်နောက်မှာဘာလေးပါဆက်ထည့်ရလဲဆိုရင်ဒန်းလေးပါထပ်ထည့်ရတယ်ပြီးရင်ဘာလိုက်မလဲဆိုရင်ကြော်ကြော် မမောင်ရဲ့ clever တာတန်းကြော်ကြော်အဲဒါနှစ်ယောက်ကိုနိုင်ရှင်တာတိရမာဒီဗီဒူးဒီနှစ်ယောက်နိုင်ရှင်တာဖြစ်တယ်နိုင်ရှင်မဲ့ဒုတိယလူရဲ့အမြူမပေါ်မဖော်ပြထားရင် clever တာပဲတော့နိုင်ရှင်တဲ့လူထက်ထိုင်ရင်တန်းထည့်ပြီးတော့နောက်မှာသူ့ရဲ့သူ့ကိုထည့်မယ်နောက်မှာ pronoun ထည့်မယ်ဆိုရင် go နဲ့ဆုံးတဲ့အလုံးပဲထည့်လို့ရတယ်ဒါတော့ရှိရ day 1 2 3တို့ကြည့်ထိုင်ရင် object pronoun ထည့်ရမယ်ဆိုရင်ဘာလို့ပြောရလဲဆိုတော့တက်ပြီးတော့သဘောပေါက်တယ်။ဂုဏ်နဲ့ဆုံးတဲ့အလုံးထည့်ရမယ်ပေါ့နော်။ဒါကျွန်တော်မနေ့ဟာပြန် revision လုပ်တာပါ။အတော်ဆုံးဖြစ်တယ်။မမောင်က၂ရောက်ရှင်းတာမဟုတ်ဘူး။ 3ယောက်ဒါမှမဟုတ်3ယောက်ထက်ရှင်မယ်အဲ့တွေနဲ့ဘလူးနဲ့ပဲရှင်ရှင်မောင်မောင်ကဘာဖြစ်လဲဆိုရင်အတော်ဆုံးပဲဆိုရင်ကျွန်တော်တို့ကဘာထက်လဲဆိုရင် ACLE VR မှာမှကျွန်တော်တို့ကဘာထက်လဲဆိုရင် ESD ထည့်ရတယ်လို့ပြောထားတာရဲ့နောက်ရှေ့မှာမဖြစ်မနေ THE ဒယ်ထည့်ရမယ်လို့လည်းပြောထားရဲ့ Degree 3ကိုသုံးမယ်ဆိုရင်ဒယ်မဖြစ်မနေထက်မမင်းနဲ့ဒယ်ကြံရလို့မရဘူး ESD ထက်ဒါ clever ပါတာပေါ့အဲ clever လို့မဟုတ်ဘဲအတန်ရှည်တဲ့ဟာတွေဥမာဈေးကြီးသောဆိုတဲ့ expensive เนาะနောက်ခါကျတော့အလှပတော့ဆိုရယ် beautiful ဒါဒီနေ့ရေးမှာဟာလေအဲ့ဒါတွေကကျတော့အတန် share တဲ့ကြောင့်နောက်မှာ er မထဲပဲနဲ့ရှေ့မှာဘာပဲထည့်လဲဆိုရင် more ပဲထည့်လိုက်တယ်ဒီမှာရေးပြထားမယ်ဥပမာပေါ့ဒီမှာ beautiful ဆိုပါဆို b e a u t i f u l beautiful ဒါလှပတော့ပို့ရင်းလှပတော့ဆိုရင်ဒီမှာ er သွားပြီး beautiful လားဆိုတာမရှိဘူးရှေ့မှာ more ပဲထည့်ရတယ် more beautiful ပို့ရင်းလှပတော့ဒါနှစ်ယောက်ရှင်တဲ့အခါမှာတော့မှာတော့ degree 2อ่ะ၃ယောက်နဲ့အထက်အမြင့်ဆုံးအတော်ဆုံးအလှဆုံးအကောင်းဆုံးအဆိုးဆုံးထိတ်ဆုံးဟာကြီးပဲဆိုရင်တော့ ESD ထည့်ရတယ်ရှင်ရင်ကြတော့ MOSD မို့ထည့်ရတယ် beautiful ကကြတော့ beautiful ဆိုရယ် celebrate လို့ခေါ်လဲအတန်ထွက်သုံးတန်ထက်ဖြစ်နေတဲ့ကြောင်ရှင်တဲ့ကြောင်ကျွန်တော်တို့ဘာပဲထည့်ဆို most ထည့်တယ်ပြီးတော့ most beautiful လို့ရေးရမှာဒါပေမဲ့သူကလည်း degree 3ဖြစ်တဲ့ကြောင်သူရှင်မှာလည်း there ပေါင်းပါပဲ the most beautiful ပေါ့ B E A U T I F U L ဒီမှာ most ထည့်ထားပြီးဖြစ်တဲ့ကြောင်ဒီမှာဒီလို ESD ထည့်ကြမလို့တော့ဘူးဒီမှာလည်း more ထည့်ထားပြီးဖြစ်တဲ့ကြောင်သူ့လို ER ထည့်ပြီးထည့်ကြမလို့တော့ဘူး အားဆိုရင်ဒီဟာလေးကျွန်တော်ဘာလုပ်မလဲဆိုရင်ဖြည့်မယ်မနေ့ကလည်းကျွန်တော် meaning ချက်ခိုင်းထားတည်တယ်ဒါကိုဖြည့်ဖို့လေအဲ့တော့ meaning လည်းရပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ခဏလေးရက်ပြီးတော့ဖြည့်ကြည့်မယ်ဒါနမရလဲဆိုတော့ပြောခဲ့ကြအောင်ပေါ့နော်ဟုတ်ပြီဟုတ်ပြီရပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အဖြည့်တိုက်မယ်ကဲကြည့်အောင်သူမကငါးထက်ပိုလှတယ်နော်သူမကငါးထက်ပိုလှတယ် subject ကဘာလုပ်လဲဆိုရင်သူမဆိုဘာလဲစာလဲမဆိုရင် she subject ပြီးဟိုနောက်ကိုသွားလှတယ်တဲ့လှတယ်ဆိုတာကဘာမှမဟုတ်ဘူးဒါလည်း adjective ခါတိုင်းလို့ကျွန်တော်တို့က subject ပြီးရင် verb ဆိုပေမဲ့ဒီမှာ verb မရှိဘူးပါပဲရှိတယ်ဆိုတော့လှပြသောဆိုတဲ့ adjective ပဲရှိတယ် adjective ဆိုဘာလေးလို့မလဲ am is are လို့မလဲ she are တရားဆိုတာ is ထည့်လိုက်မယ်ရိုးရိုးလှတာလားပိုလှတာလားဆိုတော့ပိုလှတာပိုလှတယ်ဆိုတော့ရိုးရိုးလှလို့မရတော့ degree 2လေးနဲ့တော့မယ်ပိုလှတယ်ဆိုတော့ရိုးရိုး beautiful မဟုတ်ဘူးဘာလဲဆိုရင် more beautiful သူမပို့ပြီးတော့လှတယ်ရှင်မဲ့လူပါတာပါတယ် blue ထက်လဲငါထက်ထက်ဖြစ်အောင်ဘာလေးထည့်မယ်ဆိုရင် than လေးထည့်မယ် ပြီးရင်ဘယ်သူထက်လဲဆိုတော့ငါထက်မယ်ငါဒီ i mean my ဆိုပြီးတော့တစ်ချက်၃လုံးတင်ထားရယ်နော် i ကျွန်ုပ်ဒီ me ကျွန်ုပ်ကို my ကျွန်ုပ်ဤဒါ day 1ပါတဲ့တစ်ချက်စပြီးတင်ပေးခဲ့တဲ့ဟာတစ်ချက်ဘာပြောခဲ့လဲဒီ than ရဲ့နောက်မှာ go နဲ့အဆုံးနဲ့အလုံးမလဲရမယ်ကျွန်ုပ် go ဆိုရအလုံးမျိုးမလဲရမယ် object pronoun လို့ခေါ်တာအဲ့တော့အဲ့ဒါဘာထက်မယ်ဆိုရင် me ပေါ့နော်အဲ့တော့ she is more beautiful than me သူမငါထက်ပိုပြီးရောဟုတ်လား ਈ တ္တာကအလေးဆုံးပဲဟုတ်ပြီ ਈ တ္တာဆိုတာလဲ demonstrate လို့ပြောထားတယ် this that ဒီနေရာမှာတခုရက်ဆိုရင် this ဟိုအဝေးမှာတခုရဲ့ဆိုရင် that အနီးမှာအများကြီးဆိုရင် this ဒီအရာများအဝေးမှာအများကြီးဆိုရင် those ထိုအရာများအဲ့လိုမျိုးဘာသာပြန်တာပေါ့နော် e ဆိုတော့ d လို့လည်းပြောလို့ရတယ် okay e တက်တာဆိုတော့ရှင်းတော့ this နဲ့ရေးလိုက်မယ် this box subject ပြင်ဘယ်သွားဟိုနောက်ဆုံးသွားဘာဖြစ်တာလဲလေးတာလေးတာအတူပါသူ1ဖြစ်ဖြစ်2ဖြစ်ဖြစ်3ဖြစ်ဖြစ်လေးတဲ့ဆိုတာ verb ဆိုတာမရှိဘူး adjective ပဲရှိတယ် heavy ရိုးရိုးလေးတာမဟုတ်ဘာဖြစ်ဆုံးလဲအလေးဆုံးအလေးဆုံးဆိုတော့အမြင့်ဆုံးဆိုတာ degree 3ကိုပါလောက်ရမှာဆိုရင်တော့ပါမှာမနေ့ကမင်းနေ့ချက်ပြီးသား ဒါပေမဲ့ degree 3ဖြစ်ပေမဲ့ तू က adjective ထဲမှာပဲပါတာဖြစ်တဲ့တကြောင်ကျွန်တော် MS တော့ထည့်ရမှာပဲဘူးကတကူရဲဆိုတော့ is ထည့်မယ်ရိုးရိုးလေးရမှာအလေးဆုံး degree 3ကိုသုံးရင် there မဖြစ်မနေပါမယ် there မနေ့က mini လေးလေးပေါ့ a c a v i e s t heavy this ball is the heavier ဒီဘောက်ကတော့အလေးဆုံးပါပဲနောက်ထိုးအိမ်ကရွာထဲမှာအသေးဆုံးရိုးရိုးဒီအိမ်လားထိုးအိမ်လားထိုးအိမ်ဟိုးအိမ်ပေါ့အဝေးဟာအဝေးဆိုရင် that နဲ့သုံးအိမ်ကို house နဲ့သုံး home နဲ့ house နဲ့ဘာကွာလဲပြောပြပြီနော်ခံစားချက် feeling ပါရင် home feeling မပါရင် house အာငါအိမ်ကလွမ်းလိုက်တာဆိုရင် i miss my home အိမ်ကိုလွမ်းတာအိမ်ပြန်ချင်တယ် i want to go back my home နော်အိမ်ကိုဘာအောင်လေးတုတ်ချင်တယ်လို့အိမ်တလုံးလောက်ဝယ်ချင်တယ်ဆိုရင်ဒါ feeling တွေမဟုတ်တော့အဲဆိုရင် house အရွာမှာအကြီးဆုံးအသေးဆုံးဆိုတာဘာ feeling မှာမပါ house ပဲတုံးမယ် that house subject ပြီးနောက်ဆုံးသွားသေးတယ်တဲ့အသေးဆုံးဖြစ်ဖြစ်သေးတော့ပဲဖြစ်ဖြစ်ပိုရသေးတာပဲဖြစ်ဖြစ်1ဖြစ်ဖြစ်2ဖြစ်ဖြစ်3ဖြစ်ဖြစ်သူက adjective adjective ဆိုရှိမှ is ထည့်ထားလိုက်တလုံးနဲ့မဟုတ်လို့ မအိမ်မြိုင်းအာထက်မှာ that how is ရိုးရိုးသေးတာလားပူသေးတာလားအသေးဆုံးမှာဆိုအသေးဆုံးနော် degree 3အသေးရင်လည်းအသေးဆုံးမြင်းရင်လည်းအကြီးလည်းအကြီးဆုံးဒီလိုဟာ degree 3လို့ခေါ်တယ် degree 3ဆိုမဖြစ်မနေပါပါလဲဆိုရင် there ထက်မယ်ပင်သေးတာ small ပေါ့နော် small ကတော့ est ထက်လိုက်ရင် degree 3ဖြစ်သွားရင် this how is the smaller အမပီးသေးနေရာလေးကြံသေးတယ်နေရာကရွာထဲမှာနော်မှာဆိုတာ in ရွာဆိုတာပြောတာနဲ့လူတိုင်းသိတဲ့တော် there ထက်မယ် v i l l a g e village this house is the smallest in the village အဲ့ရာကဆိုဖာထက်ပိုစိန်ရှိပါလေကွာကဲအဲ့ရာနဲ့စမယ်အဲ့ရာဆိုအဲ့ရာကလည်း the bed လို့ရေးလိုက်မယ်အဲ့ရာဒီစက်ပြက်ပြီးဟုတ်နော်ကဘက်ကိုတွားရှာခက်တာဘက်မရှိဘူးဇိမ်ရှိတယ်ဆိုတာပဲရှိတယ်ဇိမ်ရှိတာဒီမင်းကပြောထားတယ် comfort level ဒါပေမဲ့ तू ရိုးရိုးဇိမ်ရှိရမဟုတ်ဘူးဘလို့ပို့ဇိမ်ရှိရလဲပို့ဇိမ်ရှိတာနှစ်ခုကိုရှင်ထားတယ်အိမ်ရနဲ့ဆိုဖာနဲ့နှစ်ခုကိုရှင်ထားတယ်နှစ်ခုရှင်ဒီဂရီဘယ်လောက်လဲဆိုရင်2အဲ့တော့ ဇိန်ရှိတာဒီ adjective ဖြစ်တော့ amiss ာကြိုထည့်ထားလိုက် is လေးထည့်ထားလိုက်ဇိန်ရှိတော့ရိုးရိုးဇိန်ရှိရင် comfortable ပိုဇိန်ရှိရင် more ထည့်မယ်ဘာကြောင့် more ထည့်လဲဘာဖြစ်လို့အီးရမထည့်တော့ပါလဲ comfortable ဆိုတာ salivate နှစ်ခုအထက်အတန်ဒီအတန်ထွက်နှစ်တန်သုံးတန်လေးတန်အတန်ထွက်များတာဖြစ်တဲ့ကြောင့်ချေတော့ရှင်းမနောက်မှအီးရမထည့်ဘဲနဲ့ more ပဲထည့်တယ် the bird is more ဇိန်ရှိတာဘာလဲဆိုရင် comfortable c o m f o r t a b l e comfortable ပိုဇိန်ရှိရပြီးသွားပြီ ဆိုဖာထက်ဆိုဖာထက်ထက်ဆိုတာဘာသုံးလဲဆိုရင် than ထက်ဖြစ်သွားပြီဆိုဖာဆိုတော့ဆိုဖာလဲအိမ်တိမ်မှာဆိုဖာဆိုတာ ਨੇ ပြောတဲ့သူကနောက်ထပ်သူကတည်တယ်ဆိုတော့ than ဆိုဖာဆိုရယ်တယ်လေးနဲ့ရဲတာပေါ့နော်ကဲဒီလက်ပတ်နိုင်ကြီးကပို့ပြီးဈေးကြည့်ပါရတယ်ဒီလက်ပတ်နိုင်ဆိုတာ e လက်ပတ်နိုင်နဲ့အတူပဲ ed ဆိုတာတူတယ် this လို့မှတ်ထားနော်လက်ပတ်နိုင်ဒီ watch အားလေးလက်မှတ်ထားပါအောင်တိုင်မာကတ်တဲ့တိုင်ကတ်နိုင်ကြီးက clock လက်မှာပတ်တဲ့လက်ပတ်နိုင်ကြီးက watch နော် watch ကကြည့်ရှုသည်ဆိုတာ verb လည်းရှိသေးတယ်စောင့်ကြည့်သည်နော်ဓမ္မတော့လက်ပတ်နိုင်ဆိုတဲ့အဓိပ္ပာယ်ထွက်တာဒါ now ဒီနိုင်သည်ဈေးကြီးတာ adjective ဆိုတာရှေ့မှာ is လေးကြိုထည့်ထားကြည့်လိုက်ပါအောင်ရိုးရိုးဈေးကြီးရလား special ဈေးကြီးရလားပေါ့ပိုဈေးကြီးတာလေပိုဈေးကြီး degree 2 more ပဲထည့်ရမယ်။ဘာကြောင့် more ထည့်လဲ? expensive ဒီအတန်းနှစ်တန်း၃တန်းထပ်ပိုများလို့။အဲ့တော့ E X P E N S I V E more expensive ။ရှင်တဲ့ကောင်ပိုင်းဒန်းလေးထည့်ပြီးဆက်ကြည့်အောင်။နော်။ရှင်တဲ့ကောင်ပိုင်းဒန်းလေးထည့်ပြီးတော့ဆက်ကြည့်အောင်။ ဒီစာအုပ်ကစိတ်ဝင်စားစရာကောင်းပါလေတခါတည်းဒီစာအုပ်ဆိုပါလေလော်လီးတွေပဲချိန်ပေးတာနော် this book is အချိန်လုံးမယ်နော်ဒါ actually ခံမလို့ is တွေထည့်နေရဒီမှာ verb တွေဆိုရင်ဒီမှာ is သွားထည့်လို့မရဘူးရဟန်းလို့ဖို့တော့မစဲစားနဲ့ဘာ one verb two ဆိုရင်ဒီချက်ရှေ့ရတင်ခဲ့တယ် tense တွေကြောင့်ဒီချက်တင်ခဲ့တယ်မှာ is သွားထည့်လို့မရဘူးဘာမှဆိုတန်းရရမှာအဖို့မလို့ဘူးတတ်သိရှိတယ်ဒါ is တွေအချိန်လုံးပြီးထည့်နေရမဟုတ်ဘူး is ဘာကြောင့်ထည့်လဲ adjective ခံမလို့ is ထည့်နေရစိတ်ဝင်စားစရာကောင်းတဲ့ဆိုတာ adjective ဆိုတာ is ထည့်မယ် ရိုးရိုးစိတ်ဝင်စားစရာကောင်းလာလား share စိတ်ဝင်စားစရာကောင်းလာလားအားရိုးရိုးပါပဲဒါဆိုဒီ degree ဝမ်းမဲ့သုံးမယ်မနေ့ကမင်းနေ့တက်မှာပါတယ် INTE RESTING interesting နော်ကဲဒီမိကုံးကတော့အခက်ခဲဆုံးပါကဲဒီမိကုံးဆိုတော့ this question ခက်ခဲတယ်ဆိုတာက verb ဆိုတာမရှိဘူး adjective ပဲရှိတယ် adjective သုံးပါဆိုရင် is ကိုကြိုထည့်ထားဒီမှာအများဆိုရင် are သုံးပါနော်ဟုတ်ပြီခက်ခဲတာရိုးရိုးလားပိုခက်တာလားအခက်ဆုံးလားဆိုတော့အခက်ဆုံးတဲ့ ရိုးရိုးခတ်တာမဟုတ်အခက်ဆုံးစူပါလေးတစ်နောက်ဆုံးဟာစူပါလေးတစ်ဆိုချက်တော့ဘာသုံးလိုက်မယ်ဆိုရင်ဒဲထက်မယ်ဒီဂရီ3သုံးကနေကြာရင်ဒဲထက်ဖို့မမြင်နဲ့ဘောနော်အလီမာတာအဂျီတီရှင်မှာ is ထက်ဒီဂရီ3သုံးကနေဒဲထက်ခက်ခဲတာက difficult မရဘူးဒီဂရီ3ဒီအခက်ခဲဆုံး difficult ဆိုတာအတန်သုံးတန်ထွက်တယ်သုံးတန်ထွက်ရင်နောက်မှာ ESD မထည့်တော့ဘဲနဲ့ most ပဲထည့်တော့တယ် the most difficult D I F F I C U L T difficult အဲ့ဒါဆို agitation နဲ့ပတ်သက်ပြီးတော့လဲတိသွားပြီ ရကျွင်းနေတာမဟုတ်ဘူး agitate မှာဒီထက်ပိုပြီးလေးနေတဲ့အကြောင်းရင်းတွေရှိတယ်ဒါပေမဲ့ agitate နဲ့ပတ်သက်ပြီးတော့အခြေခံ foundation ကျွန်တော်ချပေးပြီးတော့ပါပြီ fight တင်းပါနော်